္ဂလာပါညီကိုတို့ဒီနေ့ဗီဒီယိုလေးကတော့ Chelsea နဲ့ Barcelona တို့ရဲ့ပွဲကိုပွဲကြုတ်ခံမှန်းပြလို့ပြီးသွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာ ချက်စီကအင်ကွင်းကကန်အမှဖြစ်ပြီးတော့မနက်က level 20အရှုံးလောက်ရှိတယ်ညနေရောက်လာတဲ့အခါမှာ level 50အရှုံးလောက်ဘော်ဒီကြီးကကြီးမြင့်လာတယ်ပေါ့လေဂူပေါင်းကြီးကတော့အပြောင်းလဲမရှိဘူးမနက်ကောညနေကောတုံးလုံး80အရှုံးဆိုတဲ့ပေါက်ကြီးမျိုးကိုပေါက်ထားတယ်ခင်ဗျအောက်ကြီးရကြည့်မယ်ဆိုရင်တော့အလေအလက်လောက်ကြီးပြင်းတယ်လို့ပြောလို့ရတယ်ပေါ့လေအဲကျွန်တော်စိတ်ထင်ဒီဘွဲကိုထင်တာကဒဲကြီးသို့မဟုတ်လေချက်စီဘက်ကကြီးပြင်းမယ်ဆိုလဲမနက်ကလူမျိုးပေါ့လေ level 30အရှုံး20အရှုံးဒီလောက်ပဲပြင်းမယ်ထင်ထားတာအခုက level 50လောက်ဆိုတော့ကြောက်မလို့အလေအလက်ခပ်ပါးပါးလေးတော့ကြီးပြင်းနေရလို့ကျွန်တော်ကတော့ထင်တယ်ခင်ဗျ ီနောက်ပိုင်းကာလတွေမှာအင်္ဂလန်ကလပ်အသင်းတွေကစပိန်တို့ဘာလို့နဲ့တွေ့တဲ့အခါမျိုးဘယ်အသင်းပဲတွေ့တွေ့ပြန်ပြီးတော့အိမ်ကွင်းမှာဆိုချေးပီးလိရှိတယ်ဒီနေ့ပွဲမှာလည်းချက်စီကဘာစီကိုအဲ့လိုမျိုးပဲအိမ်ကွင်းမှာလည်းပဲ90အရှုံးဆွေအနေထားမျိုးပေးထားတယ်ဒါပေမဲ့တခုရှိတာကချက်စီကိုကျွန်တော်ကတော့လစ်ပါဘူးလို့အသင်းမျိုးမန်စီးတီးလို့အသင်းမျိုးအာဆင်နယ်လို့အသင်းမျိုးအဲ့လိုအဆင့်မျိုးမရောက်သေးဘူးလို့ကျွန်တော်ကတော့မြင်နေဗျချက်စီဖန်တွေတော့စိတ်မဆိုးနဲ့ပေါ့လေဒါတော့ကျွန်တော်အမြင်ကိုပြောတာချက်စီအနေနဲ့ လစ်ပါဘူးမဟုတ်ဘူးမန်စီးတီးမဟုတ်ဘူးအာဆင်နယ်မဟုတ်ဘူးဆိုတော့အဲ့လိုမျိုးအဲ့ဒီခုနကကျွန်တော်ပြောခဲ့တဲ့မန်စီးတီးလစ်ပါဘူးအာဆင်နယ်ဒီလိုအသင်းတွေကဘာစီကိုအင်ကွင်းမှာချေးပီးတယ်ရီယက်ကိုအင်ကွင်းမှာချေးပီးတယ်ဆိုတာမျိုးကဖြစ်တင်ဖြစ်တိုက်တဲ့အနေအထားမျိုးဒါပေမဲ့ချက်စီချေးပီးတယ်ဆိုတာမျိုးကတော့နည်းနည်းလေးအတွေးစရာဖြစ်တယ်ပေါ့လေကျွန်တော်ကတော့ချေးပီးတယ်လို့သုံးသပ်တယ်အဲတခုတော့ရှိရဒီရဒီမှာချက်စီကလက်ရှိမှာအဆင်နှစ်ဘာစီကလည်းလက်ရှိမှာအဆင်နှစ်ဆိုတော့ကြောင့်မလို့ဒီလီအဆင်တန်းရအဆင်ရတိကြရကြည့်မယ်ဆိုရင်တော့နှစ်သင်းစလုံးကအဆင်နှစ်မှာရက်တည်နေတဲ့အသင်းတွေပဲဒါပေမဲ့လူစီရင်ပိုင်းဆိုင်ရာခြေစွမ်းပိုင်းဆိုင်ရာကြည့်မယ်ဆိုရင် ဘာစီလိုနာကအဖက်ဖက်ကနေတာနေရမျိုးကိုတွေ့ရလိမ့်မယ်။တခုတော့ရှိရပါလိဘာစီရဲ့အားနေချက်ဆိုရင်တော့ဒါခန်စစ်လို့ပြောရမှာတိုက်စစ်ကအရင်ကောင်းနေခန်စစ်ကအမြင်နဲ့ဂိုးတွေပြန်ပြီးရဲ့ဆိုတဲ့အနေအထားမျိုး။ဆိုတော့ချက်စီရဲ့အားသာချက်ကတော့ဒီနှစ်က ကိုပါမာပါညာပြန်မပါသေးဘူးသူတို့အနေနဲ့အင်ကွင်းအာသာချက်ရှိတယ်ဗောလေချန်ပီယံလိမှာသူတို့အင်္ဂလန်မြေသူတို့ရဲ့အင်ကွင်းမှာကံမယ်ဆိုတဲ့အာသာချက်ဒီအာသာချက်ကြောင့်ပဲချက်စီကအင်ကွင်းမှာ level 50အရှုံးတော့ကြီးပြီးထားတယ်ပောက်ကြီးနောက်ကိုလိုက်မလားခြေစွမ်းနောက်ကိုလိုက်မလားဆိုတော့ဒီလိုမျိုးတွေးရမယ့်အနေအထားမျိုးဖြစ်တယ်ပောက်ကြီးအရလိုက်မယ်ဆိုရင်တော့ဒါချက်စီပောက်ကြီးကမှန်တယ်လို့ပြောလို့ရတယ်အဲချက်စီအင်ကွင်းမှာ နိုင်မလားဗောလေပောက်ကြီးရကြည့်မယ်ဆိုဒါပေမဲ့ဒီနေ့ဘောမှာကျွန်တော်ကတော့ပောက်ကြီးကိုမကြည့်ရင်ဘူးခြေစွမ်းနောက်ကိုပဲလိုက်ချင်တယ်ကျွန်တော်ကတော့ဘာစီလိုနာဘောကြီးကြိုက်တယ်ဘာစီလိုနာကဒီနေ့ဘောမှာတည်ချခဲ့မယ်ဆိုရင်တော့မှ90ရာခိုင်နှုန်းအနိုင်ရအောင်မယ်ဆိုတဲ့အနေထားမျိုးဖြစ်တယ်ကျွန်တော်ကတော့ကျွန်တော်စိတ်ထင်တော့ဒီနေ့ပွဲဘာစီကတည်မဟုတ်ဘဲနဲ့အာပွဲရလက်အနိုင်ပါထွက်လောက်တယ်လို့ကျွန်တော်တော့ထင်တယ်တခုပဲစိတ်ပူတယ်ဗောလေဘာစီရဲ့ခန့်စစ်ပေါ့တိုက်စစ်မှာရာဖင်ညာတွေအာဖျာမဲရပါလေအကုန်ပြန်ပါလာပါလေဆိုရတော့ကြောင့်မလို့ဘာစီတိုက်စစ်ကဂိုးမရတဲ့အကြောင်းမရှိဘူးအဓိကတော့ခန်စစ်အရင်ကြီးဒီ မဆိုးဘူးပဲမျောလင်းရတယ်ပေါ့လေဘာစီလိုနာဘော်ဒီနေနဲ့ကြည့်မယ်ဆိုရင်ညီကိုရီးယားအထင်မျိုးလဲကောမမရေးခဲ့လို့ရတယ်ကျွန်တော်အထင်ကတော့ဒီနေ့ညပွဲဘာစီလိုနာကြိုက်တယ်လူစင်းအင်းရခြေစွမ်းအင်းရကျွန်တော်ကတော့ဘာစီမရှုံးလို့ခံမှန်းနေဂိုးပေါင်းကိုပြောရမယ်ဆိုရင်နှစ်သင်းစလုံးကအလောက်ကြီးခံစစ်အာတန်တဲ့အသင်းတွေမဟုတ်ဘူးအထူးသဖြင့်ဘာစီလိုနာဆိုရင်တိုက်စစ်အရန်ကောင်းတယ်တိုက်စစ်အရန်ကောင်းတာဖြစ်တာကြောင့်မလို့ခံစစ်ကလည်းအများကြီးပြန်ပွင့်နေဆိုတဲ့အနေအထားမျိုးချက်စီးကလည်းအိမ်ခွေးဖြစ်နေရဆိုတဲ့အကြောင်းမလို့သူတို့အိမ်ခွေးမှာချက်စီးလည်းအနည်းဆုံးတကူးလောက်တော့ သွင်းနိုင်စွမ်းရှိမှာပဲဒီနေ့ပွဲကနှစ်သင်းစလုံးကိုသွင်းယူနိုင်စွမ်းရှိမှာလို့ကျွန်တော်ထင်နေဂိုးပေါင်းကြီးက3လုံး80အရှုံးတိုတယ်၄ဂိုးသွားမှနိုင်မှာဆိုတော့ကျွန်တော်ကတော့ဂိုးအောက်ကိုတော့အာမပေးဘူးမနေရဘူးပေါ့လေဘာကြောင့်လဲနှစ်သင်းစလုံးကပိတ်ဆော့တဲ့အသင်းမျိုးတွေမဟုတ်ဘူးဆိုတဲ့ကြောင့်မလို့ဒီနေ့ကပွဲမှာဂိုးမြူးမယ်လို့ထင်နေနှစ်သင်းစလုံးလည်းဂိုးရနိုင်တယ်ဘာစီမရှုံးဘူးလို့ကျွန်တော်ထင်နေဘာစီဘော်ဒီကြိုက်တယ်ဂိုးပေါင်းကိုပြောပါဆိုရင်ကျွန်တော်ဂိုးပေါ်ကြိုက်တယ်ဒီနေ့ကပွဲပွဲချုပ်ခံမှာကျွန်တော်ရဲ့ ခံမှန်းချက်ထင်မြင်ချက်ကကျွန်တော်ဘာဆော့မလဲဆိုရင်တော့နံပါတ်1အနေနဲ့ဆိုဘာစီလိုနာဘော်ဒီဆော့မယ်မရှုံးလို့ကျွန်တော်ယုံကြည်တယ်ဒုတိယတစ်ချက်ဂိုးပေါင်းဘာဆော့မလဲဆိုရင်တော့ကျွန်တော်ဂိုးပေါ်ဆော့မယ်အေးကျွန်တော်ရဲ့ပွဲချုပ်ခံမှန်းအကြိုက်တစ်ကတော့ဘာစီလိုနာဘော်ဒီနဲ့ဘာစီလိုနာဂိုးပေါ်ဖြစ်ပါတယ်ဆော်ညီကိုရဲ့အထင်မြင်ရောလေကောမမှာရှိတော့လို့ရတယ်ကျွန်တော်ကတော့ချက်စီးကိုလီဗာပူးမန်စီးတီးအာဆင်နယ်အဲ့လိုအဆင်မျိုးမရောက်သေးဘူးလို့ကျွန်တော်တော့ထင်တယ်ဒါကြောင့်မို့လို့ဒီနေ့ပွဲမှာချက်စီးနေတဲ့တက်တည်ပြဖို့လိုတယ်အဲ့လိုအနေထားမျိုးရောက်နေပြီဆိုတာ ောက်ချေးကဒီလိုပောက်တယ်ဆိုတာမျိုးကိုတသက်ပြဖို့အတွက်ဒီနေ့ပွဲမှာချက်စီးရဲ့ခြေစွမ်းအောင်စောင့်ကြည့်ရမယ်ဘာစီလိုနာကိုအနိုင်ကန်နိုင်မလားဆိုတာဒါကတော့ကျွန်တော်ရဲ့အမြင်သုံးသချက်တွေထင်မြင်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်တယ်ညီကိုရီဒီဗီဒီယိုလေးကိုလည်း like comment share လေးနဲ့အားပေးသွားပါပါကျွန်တော်ကထိုင်းမာနေရဆွဲတဲ့ကြောင့်မလို့ထိုင်းထီထိုးခြင်းတဲ့ညီကိုရီရှိရဆိုရင်ကျွန်တော်ရဲ့ဒီအခုလက်ရှိအခုပြထားတဲ့ Viber သို့မဟုတ် Telegram ဆက်သွယ်နိုင်တယ်ကျွန်တော် Telegram channel ထဲမှာလည်းဒီထိုင်းထီထိုးလို့ရမယ့်နံပါတ်တွေကျွန်တော်ဒီထိုင်းထီစာရွက်တွေကို Telegram channel မှာတင်ပေးထားပါတယ်ဆိုတော့ Telegram channel ထဲကိုလည်း join လုပ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျ အာကျွန်တော်စီမှာ 1H နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Viber သို့မဟုတ် Telegram နံပါတ်ကိုလာခဲ့ပြီးပါကျွန်တော် Gran လောက်တာဆွဲတဲ့ကြောင့်မကြီးကိုတရားရကန်လို့စိတ်ချရှင်ကြည့်လို့ရပါတယ်ခွက်လက်ပါကံကောင်းပါသည်ဗျာ